လေစာပါအဲမှားလို့ပါနော်အဲ့လိုလေစာပါတယ်တတတတပြောပြောကြီးပေါက်ကရနေပြောနေတယ်ကြံ့ဖို့ကဘူးလက်ကဲ့ဗီဒီယိုဖိုင်ကို reaction လောက်ရှင်ပါလေကြည့်တော့ပါခင်ဗျာလေစာပါအာအော်တိုဘတ်ဆန်ကားပေါ့နော်ဟိုတုန်းနေ SCA ဆက်နှစ်ပြည့်အဲ့ဝဲဝဲဝဲအဲ့ကျွန်တော်တော့ပြောချင်လဲဆိုတော့ဟိုမြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျနော်ဗမာတိလည်းရတယ်ကချင်ပြားကရင်ရှင်တို့လည်းရတယ်နိုင်ငံတော်တချင်းကိုလူတိုင်းရတယ် ဇမနဂန်သားစုရပြီအဲ့မှာပါပါလေဤတော်စုအသက်ပေးလို့ဒုက္ခကွယ်မှာအဲ့ဒါပေါ့နော်ဒီလူတွေကတိုင်းပြည်ကိုဥဆောင်ဖို့လုပ်နေတယ်ဒီလူတွေပါဇက်ထဲမှာပောက်ပန်းလေးစက်မြန်မာနိုင်ငံသားတိုင်းနိုင်ငံသားတစ်ချင်းကိုမြန်မာနိုင်ငံတစ်ချင်းကိုရကဘာမကြီးဗမာပြည်ဆိုတဲ့တချင်းကចောင်းတက်တဲ့ကလေးမှရတာလေလက်ရှိစစ်ဘေးရှောင်စခန်းတွေနေဆက်တွေကရင်ရွာတွေကချင်ရွာတွေမွန်ရွာတွေစသဖြင့်ဒီနေရွာတွေမှာ ចောင်းမနေရတဲ့ကလေးတငယ်တွေကနိုင်ငံတော်တချင်းမပြောနဲ့နိုင်ငံတော်တချင်းဘာမှတော့မတိတဲ့သူတွေတပုံကြီးဟမ်အဲ့ဒါဘာကြောက်လဲဒီဒီကလေးတွေဟာအခုတွားကြည့်ပါစစ်ဘေးရှောင်စခန်းမှာနော်ကျွန်တော်တို့ကသူ့လူမျိုးကိုလူမျိုးမဟုတ်ဘူးဒီလိုကလေးရွယ်လေးတွေចောင်းမတက်ကမြင်ကျွန်တော်အယမ်းဆိုင်မကောင်းဖြစ်ဘာဖြစ်လို့လဲဒါတွေဟာသူတို့ဘဝအတွက်ဘာမှမျှော်လင့်ချက်မဲ့နေတာလူရယ်ဆိုတာငယ်ရွယ်နဲ့အရွယ်ဖြစ်လာမယ်အပွင့်နဲ့အဖူးတွေတက်လာမယ်အရွယ်ဟုတ်လားဒီပညာတက်ကမလား အသက်မွေးဝမ်းကြောင်းပညာသင်ရမလားစသဖြင့်ဒီမြန်မာပြည်မှာရှိတဲ့ကလင်းငယ်တွေတွားကြည့်ပါတောဘက်တွေမှာဘာမျော်လင့်ချက်မှမရှိတဲ့ဘဝထမင်းအောင်ငင်ပြီးငပိကျဲကျဲငင်ပြီးကျဲကျဲနဲ့စားပြီးတော့အသက်ရှင်ဖို့တစ်ခုအတွက်ရုန်းကန်နေရတဲ့ဘဝတွေအဲ့ဒါအားလုံးကဒီနိုင်ငံတော်မှာတာဝန်ရှိတယ်ကရင်မဲဖြစ်ဖြစ်မုံမဲဖြစ်ဖြစ်ဗမာမဲဖြစ်တိုက်တဲ့ဖြစ်ဒီမြန်မာပြည်မှာမွေးပြီးကြီးပြင်းလာတဲ့ကလင်းတယောက်အဲ့လိုအစွမ်းအစပြောင်းနေတာနော်ဒီမျော်လင့်ချက်မဲ့နေတာဒီဒီနိုင်ငံမှာတာဝန်ရှိတယ်အဲ့ဒါကျွန်တော်တို့မှာတာဝန်ရှိတာ ဒီနိုင်ငံမှာအရွယ်ရောက်ပြီးသားလူတိုင်းအတုံးမကြလို့အဲ့ဒီမျိုးဆက်တစ်တွေဘွားပြတ်နေတာအဲ့ဒါအားလုံးကဒီနိုင်ငံဝိုင်းလုံးကမဲ့အရာတွေအဲ့လိုလှုပ်ပေးမဲ့စိတ်ကူးတစ်ခုမှမရှိဘူးငါတို့ဘယ်နေရာကအာနာယူရမလဲငါတို့ဘယ်နေရာကနှိုက်ရမလဲဟမ်ဘယ်နေရာဗျံပဓာတွေပြောနေတယ်ဒီအိတ်ကျဖောက်ကောင်ဟမ်သွားကြည့်လားကျွန်တော်ပြောတာမယုံဘူးလားဂုတ်ကဆွဲရင်ငါလိုက်ညမယ်နော်တင်ညာဆိုတာဘာမှမသိပဲနဲ့ဘွားပြောက်နေတဲ့ခလေးတွေငယ်ပြီတပုံကြီးဟိတ်ခိုင်းမြန်မာနေစားကြောတော့ ။အဲ့ကလေးတွေသွားမထိနိုင်ငံတော်ချင်းပါလဲလို့။စလာတယ်ဆပ်ပုတ်ခဲ့ပြောကြည့်ရလား။အာလက်တွေ့ပဲကြည့်။မလီဒါတို့ပြည်ဒါတို့ပြည်တို့ပိုင်နေမြည်။အဲ့ဒီတပိုက်ပါလေ။ဟွန်းဒီပြည်တော်သူမပြုတ်ကိုရအောင်တစ္ဆာဆိုလိုက်တာ။ဒီတချင်းရတဲ့လူလည်းဒီလိုတစ္ဆာဆိုဘူးလေ။ဟွန်းအဲ့တော့ဒီအေအေဆိုတဲ့ကောင်ကပြည်အောင်သူကခွဲထွက်မဲ့ကောင်။ဒီပြည်တော်သူကခုနကကောင်သွားပေါန်တာအေယာဝတီပဒတ်တရောဟိုမှာအညာပဒတ်တရောရောပဒတ်တရောချင်းတရောသွားပေါန်တာသွားပေါန်ပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေတာ နော်ဒါဟုတ်ရဲ့လားကေကေအေးဆိုလဲဝမ်ပေါ်နိုင်ငံထူထောင်မဲ့ကောင်ဝမ်ပေါ်နဲ့သွားတွေ့တာမြင်းကြံပတ်တ်ဒီရောဘာညာနိုင်ငံတော်သိချင်းမရဘူးလားကေအန်ယူဆိုလဲဒီတိုင်းပဲကွချူဝင်းတော့ကောတူးလေးတိုင်းပြီဘာညာလာပြောနေဟုတ်မသိလို့ရှိရင်သူတို့မှနိုင်ငံတော်နော်အကောင်မဒီလိုစိတ်စိတ်အဲ့လိုထင်တာလားမသိနိုင်ငံတော်ဆိုတာသူတို့ကိုရည်ညွှန်းတယ်လို့ထင်တာမသိသူတို့နဲ့စန့်ကျင်ရင်ဒါနိုင်ငံကိုဖြိုဖျက်တာသူတို့ကဒီလိုပဲတတ်မှတ် ယ်ဒီလူတွေကောင်းမလို့စိတ်သက်သာစွဲနေတာလားမသိဘူးเนาะစဉ်းစားကြည့်နေဗျာကရင်မိသားစုတစုဒီတောင်ရံမှာတို့လောက်ကင်စားတောင်းနေဒီတောင်ရံကိုတို့ကရင်စစ်သားလာတယ်အာဒါတို့စစ်သားပဲလေတို့လူမျိုးတို့စစ်သားပမာစစ်သားလာတယ်အဲ့တောင်ရမှာတွေ့တယ်မိမအောင်ဆွဲမထင်းကြည့်တမိဆွဲမထင်းကြည့်ယောက်ျားဆွဲဖမ်းတတ်ပြအဲ့တော့အဲ့ကရင်မိသားစုအမြင်မှာနော်သူတို့ဒေတာကိုဘယ်သူကလာကျူးကျော်တယ်ပမာစစ်သားလာကျူးကျော်တာအမြင်မှာပေါ့ဟမ်သူတို့ပြည်တော်စုဆိုတာသူတို့ဘာမှမသိဘူး ဆိုအဲ့ဒီဘာမှမတိတဲ့လူတွေကိုပြည်တော်စုဆိုတာတိအောင်မလုပ်ကြမယ်တောင်းဝင်ယူမှုတောင်းဝင်ခံမှုတွေလုပ်ပေးရမယ်ရှင်းမှာကျွန်တော်ပြောခဲ့တယ်လို့ကိုကိုကိုတကယ်ပြည်တော်စုဆိုတာတိတယ်ကိုဟာပြည်တော်စုလို့ခံယူရင်အဲ့ဒီမှာရှိတဲ့ဘဝပြောင်းနေတဲ့လမ်းစားပြောင်းနေတဲ့နော်နောင်လာနောင်နာမျိုးဆက်တွေအားလုံးကိုအညွတ်တက်ပေးရမယ်ဟမ်စစ်ကရင်ရွာကိုစစ်တောင်းထိုးမယ်တွဲတဲ့ယောက်ျားဖမ်းမယ်တွဲတဲ့မိန်းမမတိုင်းကျင့်မယ်တွဲတဲ့ပစ္စည်းယူမယ်ဆိုရင်မင်းတို့ဘယ်သူမှပြည်တော်စုလို့မတတ်မှတ်ဘူးအဲပြည်တော်စုလို့တတ်မှတ်ချင်ရင်ကရင်ရွာကိုစစ်တောင်းထိုးမယ် တွေ့တဲ့ကလေးစာတင်တို့တရားအောင်လှုပ်ပေးမယ်တွေ့တဲ့မိသားစုအစဉ်ပြေစည်းဝါးရှာစွေစားတော့ဘဝနဲ့မြင့်မောင်းအောင်လှုပ်ပေးမယ်ဆိုရင်တော့မင်းတို့ပြည်အောင်စုဆိုတော့လက်ခံလိုက်မယ်မင်းတို့နှုတ်ခဲ့တဲ့အခုမင်းတို့ခက်ကစားပြီးတော့နေဝင်းခက်ကစားပြီးအခုမင်းအောင်နိုင်ခက်ထိဟမ်တိုင်းသားခြေရွာတွေကစစ်တောင်းထိုးတယ်မင်းတို့အဲ့ဒီခြေရွာသူခြေရွာသားတွေအတွက်ဘာတစ်ခုအာမခံချက်စာဝေးနေရေးပညာရေးကျမ်းမာရေးဘာတစ်ခုလှုပ်ပေးတယ်စောက်ပေါ်တွေပေါ်ရှိုးလောက်တော့လာမပြောနဲ့ လက်တွေ့ကြကြဘာလှုပ်ပေးခဲ့တယ်မင်းတို့လှုပ်ပေးတော့ဘွားတွေအေးချမ်းသွားတဲ့နေရာဘယ်နေရာရှိတယ်ဗျဟမ်စစ်တောင်းထုံးပြင်းနိုင်ပြင်းမပြင်းနိုင်တော့ကတော့မီးရှို့ကထိတယ်အကုန်မရင်းချင်းကထိတာကြီးပဲဒါအောင်မင်းတို့စောက်ပစက်ကဘီတော်စုပြောလေးတယ်စောက်ရှက်မရှိတဲ့ပုံကြီးအဲ့မှာသွားပြီးအတိခံရောအများကြီးပဲအဲ့ဒီကြောင့်သူကခွင့်မဲ့ကောင်တွေကိုခင်ဗျားတို့နိုင်ငံတော်တချင်းရတဲ့ကောင်တွေကဘာလို့သွားတာနော်တော့ရခိုင်အေးဆိုရင်ခင်ဗျားထုတ်ပြန်နိုင်လက်ချက်မှာတော်တော်ဒုက္ခခင်ဗျားသူ့ချက်တော်တွေကအများကြီးမှာကျွန်တော်တို့ဆရာ ဦးသိန်းဦးဖိုးစောဆိုတာမြန်မာပြည်မှာပထမဦးဆုံးအမှုမျိုးသိပ္ပံပညာရှင်ပွဲရတာနော်အဲ့ဒါစစ်တပ်ကတုံးမှာနီးပြဗျစစ်တပ်ကတုံးမှာပမ္မောခနဲ့လာပြီးတော့ဗိုလ်ထောင်းတွေကိုလစ်ကျင်ပေးတာအဲ့သူကအမှုမျိုးသိပ္ပံပညာရှင်မြန်မာပြည်မှာပထမဦးဆုံးအဲ့သူကကြမြခွတ်ထွက်ရေးတွေပဲဘာမှမပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာဒေါက်တာဦးသက်ထားဝေဆိုတာမြန်မာပြည်မှာပထမဦးဆုံး plastic surgery ခွတ်စိတ်ကူတာညနာတွေပါတယ်အဲ့လိုပထမဦးဆုံးပွဲရတဲ့ပုံကအင်မတန်ထူးချွန်တဲ့ရခိုင်နေဗျ အဲ့သူတို့ကခွဲထွက်ရေးတွေပါလေဘာမှမပြောဘူးအဲ့ချုံရိုင်းလိုက်လဲဆက်မှဒီလိုဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုတွားပြီးတော့ပေါင်းတဲ့ကောင်တွေကပါကောင်နေတယ်အဲ့ကောင်သုံးမြတ်နိုင်ကတီတူဘက်ကရက်တီတာကိုအဲ့တော့ဒီကတော်လိုင်းသမားတွေကတွားပေါင်းတာပေါ့မင်းတို့စစ်ခွေးတွေကပြည်သူကိုဒုက္ခပေးတာပြည်သူကိုတတ်ဖြတ်တာကိုအဲ့တော့မင်းတို့ကိုစန့်ကျင်မှာပေါ့ဒါရှင်းနေတယ် ်အခုဘုကြုံထုံးမြက်နိုင်တာလင်းပြည်သူဘက်ကမရက်ဒီပဲနဲ့ပြည်သူကိုတက်ဖြတ်ပြစီလေအဲ့ဒီလက်နက်ကင်တွေသွားပေါင်းမလားအဲ့ဒါအပြေရှင်းရှင်းလေးဟမ်အခုဘုကြုံထုံးမြက်နိုင်ဟာပြည်သူတွေကိုမင်းတို့နောက်နေစစ်တောင်းထုံးမဲ့ရွာတွေကိုရွာသားတွေကိုတက်ဖြတ်မဲ့မတိန်ချင်းမဲ့သူ့စစ်သားကိုလောက်ခိုင်းကြည့်လေအဲ့ဒီသွားပေါင်းတဲ့အဖွဲ့တွေသွားပေါင်းမလားလို့အဲ့ဒါအပြေရှင်းနေတယ်လောက်ရက်တွေချောက်တံပိုးတွေကွာသွားတာမင်းတို့လောက်တာလက်ရှိမြန်မာပြည်မှာစစ်တပ်စစ်ကောင်းထိုးလို့မထွက်ပြေးရတဲ့ဒေသရှိလားမြင်ဘူးလား ဲ့ဒါကိုအရင်ပြအောင်လုပ်ဒီပြစ်သူများကိုစောက်ပြစ်လိုက်မပြောနဲ့နော်အာထုံးမြက်လိုက်ဘာဖြစ်တယ်ညာဖြစ်တယ်ဘူချုပ်ကမပြောနဲ့အောင်ခဏနေအောင်မင်းတို့သူများကိုပြောကြည့်နေဆိုရင်မြန်မာပြည်မှာစစ်တပ်စစ်တောင်းထိုးလို့ထွက်မပြေးရဘူးပြည်သူတွေအေးချမ်းစွာနေတဲ့ကြိုးစိုးတဲ့မြေဝင်းမျိုးဖြစ်အောင်မင်းတို့အရင်လုပ်နိုင်အောင်လုပ်အဲ့ဒါဖြေပဲလက်တွေ့ကြတဲ့အရာကိုအဓိကပကတိအရှိတရားကိုအရင်ကောင်းအောင်လုပ်ဟမ်ကိုကြည့်တော့စစ်တပ်စစ်တောင်းထိုးမီးအဲ့စစ်တပ်စစ်တောင်းပြန်ဝိုင်း ပြာပုံပဲဖြစ်ကြံပြခဲ့တယ်အဲ့လိုလုံနေတဲ့ကောင်တွေကပြည်သူထောက်ခံမှုရတဲ့ကောင်တွေကိုခွဲထွက်မှာတော့ဟမ်ပူပေါင်းမှာတော့မင်းတို့သွားပြီးပြောတယ်မင်းတို့မရှိဘူးလားဘုเจ้าထွန်းမြတ်နိုင် confederate ဆိုပြီးတော့စအောင်ပြီးတော့သူ့ရဲ့အင်အားကိုစုပြီးတော့ပြည်သူထောက်ခံမှုရအောင်တူယူခဲ့တယ်ဟုတ်တယ်လေအဖရခိုင်နိုင်ငံထူတော်မယ်ရခိုင်အခွင့်အရေးရခိုင်စီမှာမရှိရဘူးသူပြောတာဗမာတယ်ဟမ်မင်းတို့ဗမာအခွင့်အရေးရခိုင်စီမှာရှိရမှာလို့ကရင်အခွင့်အရေးရခိုင်စီမှာရှိရမှာလို့သူပြောတာမဟုတ်ဘူးသူပြောတာရခိုင်နေရဲ့အခွင့်အရေးရခိုင်စီမှာရှိရမှာသူပြောတာရှင်းရှင်းလေး အဲ convert တွေကိုပြောပြီးတော့ဇာတိတွင်းဇာတိမှန်တက်ကြွအောင်သူလှောက်ဆော်ပြီးတော့ရခိုင်ရင်အောင်သူစုစည်းတယ်ရခိုင်နေမဟုတ်ဘူးအခုတော်လိုင်းကာလမှာတနိုင်ငံလုံးလူမျိုးပေါင်းစုံနဲ့အင်အားမှသူရလာတဲ့အချိန်မှာသူဟပါပြောတယ်တနိုင်ငံလုံးလွတ်မြောက်အောင်လုံမှဒီအောက်ကလွတ်မြောက်မယ်ဒါကြောင့်မလို့အားလုံးညီလူညီမျှလွတ်မြောက်အောင် Federal ဘက်ကိုဦးတည်ပြီးတော့သူပြပြပြောလာဒါခေါင်းဆောင်ခေါင်းတစ်ယောက်ကအရေးချင်းပဲပြောတဲ့ပြောထိုက်တဲ့စကားကိုပြောတဲ့ပြောထိုက်တဲ့အချိန်မှာပြောရမယ်နော် အခုသူ convertible convertible သူ on တွေ့လား convertible သူ on ရခိုင်ပြည်နယ်တခုလုပ်တဲ့သူလောက်မှာရှင်းရှင်းလေးတတိုင်းပြည်လုံးလွတ်မြောက်ရေးသူအာရုံထားစရာအကြောင်းမရှိဘူးအဲ့ဒါအဖြေပဲအဲ့တော့တိုင်းပြည်ကိုပြိုပြက်အောင်ပွဲအောင်လုပ်နေတာဒီအဲ့ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ဗိုလ်ချုပ်ဂွမ်မော်တို့လားမင်းတို့စစ်ခွေးတွေလားကိုယ့်ကိုပြန်ကြည့်တိလားဘဝတွေပြည့်နေတဲ့သူတွေအများကြီးမင်းတို့စစ်တက်ကြအောင်လက်ရှိနှစ်ပေါင်း60လောက်တိုက်လာတာဘယ်နိုင်ငံအောင်တိုက်လာလဲဟမ်ကရင်ုံတပုံဆိုပြီးသွားတိုက်တယ် ကရင်နေရတဲ့မင်းတို့ကြည့်တပုံမဲ့မင်းတို့လေသူများနဲ့မင်းတို့တွားလှူတာပဲရှင်းရှင်းလေးပဲအဲအဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ကိုပြည်တော်စုနာမည်ခံယူခြင်းရင်ဒီပြည်တော်စုဆိုတဲ့စစ်တပ်မှာကရင်လည်းပါရမယ်ရခိုင်လည်းပါရမယ်မွန်လည်းပါရမယ်ကချင်လည်းပါရမယ်တန်းတူညီမျှရှိနိုင်ရမယ်အခုမင်းတို့မြန်မာစစ်ခွေးတပ်မှာအဲ့လိုတန်းညီမျှရတယ်အဲ့ဒါအဖြစ်ပဲနိုင်ငံတော်ချင်းမရဘူးလားပြည်တော်စုအသက်ပြည့်ပြည့်ကာကွယ်ရမယ်လीကျွန်တော်တို့က မဟုတ်ဘူးသူများတွေကိုနိုင်ငံတော်ချင်းရလာမြန်မင်းတို့စစ်ခွေးတွေစစ်တီတော်ကျင့်ဝန်60ဆိုရတယ်အဲ့ဒီစစ်တီတော်ကျင့်ဝန်60ဆိုပြီးတော့ဟမ်ကျင့်ဝန်10ပါတီတူနဲ့တီတူဆက်ဆံရမယ်ကျင့်ဝန်10ပါမင်းတို့ဘယ်နှပါလိုက်နိုင်လဲဟောပြူမဆိုင်တဲ့လူကိုနိုင်ငံတော်ချင်းတော့မမင်းနဲ့哦တော့မင်းတို့စစ်ခွေးတွေကိုယ်တိုင်စစ်တီကျုံ60မှာတီတူနဲ့ထိတွေ့ဆက်ဆံရမယ်ကျုံ10ပါလိုက်နာတာမလိုက်နာတာကိုယ့်ကိုအရင်ကြည့်အောင်လေဟမ်တွေ့တဲ့လူတပုံတမညနဲ့အကျန်းဖက် ကိုကြည့်တော့မိလိုက်ရှို့နေတဲ့ကောင်တွေမတိန်လိုက်ကျင့်နေတဲ့ကောင်တွေဟာလီဒုပိစာဒုပိဒုပိုင်နေတက်တက်မတော်ပြောနေတာဒုတာကိုအေးဆုံးပါလီဒါပြောင်စုမပြိုခွဲဆိုနံပါတ်1လီဩေမပြောင်စုမပြိုမပြိုခွဲနံပါတ်1လီဟုတ်လားဟမ်ဝါ့ကိုအပြုတ်တိုက်လိုက်တာပြိုတော်စုပြိုခွဲဟမ်ဝါ့ကိုခွဲပေးပြီးတော့အဲ့အဲ့ဒါဘလူပေးတာဘုချုပ်ကမှတော့ပေးတာဝါ့ဟာဘုချုပ်ထွက်မြိုင်တော့ပေးတာမင်းတို့ပဲပြအခုလက်ရှိပြောင်စုရင်ခွဲထွက်တဲ့ဟာမင်းတို့ပဲလောက်တာမဟုတ်ဘူးလား ဘုဇုတ်ကွန်မော်ကြောင့်ဒေတာတစ်ခုပြောင်းစိုးရင်ခွဲထွက်တာရှိတယ်ဘုဇုတ်ထုံးမြန်နိုင်ကြောင့်ဒေတာတစ်ခုပြောင်းစိုးရင်ခွဲထွက်တာရှိလားဟမ်သွားပြီးဘူးလန်ခမားတို့လေခမားတို့တွေကတဖြည်းဖြည်းနဲ့လူအတိုင်းဝင်းအပြင်ရောက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 ်နောက်ဆုံးခမားတို့ကြိုက်မနိုင်ခဲမရအပူလုံးနေကြွပြီးယူတုံးမရဖြစ်ပြီးတော့ဘဝဇက်သိမ်းတဲ့အခြေအနေရောက်လိုက်ဘကနမတေခင်ဗျားတို့ကိုယ့်အမှန်ကိုယ့်အာဏာချက်ကိုမတည်ဘူးငါတို့ကဘာကြောက်လဲငါတို့ကပြည်သူတွေဘာကြောက်လက်မခံရလဲဆိုတာကို မတိဘူးတိလည်းမတိချင်ဘူးကြည့်ကြည့်လည်းမကြည့်ဘူးအဲ့တော့ကိုဖြစ်ချင်တာကိုပဲမယမကလိုက်လို့လေဒီလူတို့နဲ့စန့်ကျင်ဘက်ဖြစ်လေနော် opposite ဖြစ်လေပဲအဲ့တော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဟမ်အပူလုံးကြီးကယူယူကျုံယူကျုံမရအပူလုံးကြွပြီးတော့ဟမ်နောက်ဘွားစက်ပိန်းနဲ့အချင်းကြီးပဲဖြစ်လာတော့မှာကျိန်းနေတယ်ခင်ဗျားတို့အဲ့ဒီစစ်ခွေးခေါင်းဆောင်ပိုင်းနေရအဲ့ဒါသဘောပေါက်ဖို့လူတွေ နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်။ဟောတစ္ဆာစုမယ်။တစ္ဆာစု။တစ္ဆာစုတာ။မမတူอ่ะ။မမမ။ရေးစားပြောတာ။လေးစားပါ။တကယ်ဆောင်ယူပြာချက်ဟမ်တီတူကိုတစ္ဆာစုမယ်တဲ့နိုင်ငံတော်တချင်းကြောက်ဆိုအဲ့ဒါဆိုခမားတို့စစ်ခွေးခေါင်းဆောင်တွေကစစ်တီတော့ကျင်းဝ60မှာလည်းတစ္ဆာစုမယ်နိုင်ငံတော်တချင်းမှာလည်းတစ္ဆာစုမယ်ခမားတို့နှစ်ချောင်းစုမှာเนาะ ပြည်သူတော်မှတစ္ဆာစူးမယ်ဆိုရင်ခမည်းတော်ဆိုရင်လားအ ਨੇ သောက2000စူးမှာနော်အခုတခါအဲလွတ်တော်ကိုယ်စလဲလို့တော့အမှတစ်ချောင်းတုံးချောင်းခမည်းဖင်နဲ့တုံးချောင်းဝင်မှာတိလားနော်ပြည်သူကိုတစ္ဆာစူးမယ်သွားမလုပ်နဲ့သူများကိုတစ္ဆာစူးမယ်သွားမလုပ်နဲ့ကိုလုံနေတဲ့အလုပ်တွေကိုပြန်ကြည့်အောင်နော်ကိုစစ်တပ်ကလုံနေတဲ့အလုပ်တွေကိုပြန်ကြည့်အဲ့တော့တိုင်းပြည်ပြက်တာဒီတိုင်းပြည်ဆူတာဒီစစ်တပ်မရှိရင်မင်းတို့ခေါင်းပြောင်းအဲ့တော့လုံလုံးတယ်တော့စစ်တပ်ရှိလို့တိုင်းပြည်ရဆုံးနေတာ မရှိတရားကိုခဏထားလိုက်အောင်အာစစ်တပ်မရှိရင်ဘာဖြစ်မှာလို့စစ်တပ်အဲ့ဒါခဏထားအဲ့ဒါဘာမှမတည်သေးဘူးအဲ့ဒါကအတိတ်ပစ္စုပန်အနာဂတ်ခမရတို့ပြောတဲ့စစ်တပ်မရှိရင်ဘာဖြစ်မှာလို့ညာဖြစ်မှာလို့ဇကားဒီအနာဂတ်အတွက်ဇကားဒါပေမဲ့အတိတ်ကပစ္စုပန်နှစ်ခုကတော့ဘာဖြစ်လို့စစ်တပ်ရှိလို့တိုင်းပြီပြက်တာအဲ့ဒါအဲ့ဒါဘယ်သူမှညင်းလို့မရဘူးဟုတ်တော့အတိတ်ကပစ္စုပန်အနာဂတ်သုံးခုရှိတယ်မှာအတိတ်ဒီစစ်တပ်ရှိလို့တိုင်းပြီနှိပ်ကြခဲ့တယ် အနာခတ်လဲစစ်တက်ကြောက်တိုင်းပြီးပြစ်နေတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကတိုင်းပြီးပြီးတိုင်းနေဘာလုပ်ကြမလဲအဲ့ဒါအဖြေပဲဟုတ်တယ်မလားလောကမှာလူတွေအတွက်တရားတွေအတွက်အတိတ်ပြစ်ဆုံးမှာအနာကတော့ရပဲရှိတာအဲ့တော့အဲ့3ရက်မှာနှစ်ရက်ကဒီစစ်တက်ကြောက်ဒုက္ခရောက်နေကြတာအဲ့တော့လာမဲ့အနာကကိုငါတို့မရှိရင်ဘာဖြစ်မလဲဆိုစကားခဏထားလိုက်အောင်လောလောဆယ်အတိတ်နဲ့ပြစ်ဆုံးပံနှစ်ခုကိုပဲအရင်ကြည့်အဲ့တော့အဲ့အတိတ်နဲ့ ပစ္စုပန်နှစ်ခုကတော့ခမားတို့စစ်တပ်ရှိလို့တိုင်းပြည်ပြစ်တာစစ်တပ်ရှိလို့တိုင်းပြည်ပြစ်နေတာเนาะအဲ့တော့တိုင်းပြည်ကိုပြစ်မှာစိုးရင်နောင်လာမဲ့အနာဂတ်ကိုကြိုမတွေးနဲ့နိုင်ငံတော်တချင်းရတာလည်းမရတယ်မလုပ်နဲ့အတိတ်နဲ့အနာဂတ်မှာဖြစ်နေတဲ့ဒီစစ်တပ်ကိုတိုင်းပြည်ဖြစ်တဲ့လုပ်ရမလုပ်တော့အောင်အရင်ဝိုင်းစ조사ပေးအဲ့ဒါဆိုရင်ကျိန်းနေတယ်နော်အဲ့ဒါအဖြေပဲဟိုပုံတွေနီးနေပါရင်ရှောက်မသွက်နဲ့လက်တွေ့လောကတဘာဝဖြစ်နေတဲ့ပဂတိရှိတရားကိုတော့ကြည့်အဲ့ဒါမြင်လို့မရဘူး